အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ကိုယ့်ရဲ့ Facebook profile အောက်မှာကိုကြိုက်တဲ့သချင်းထားတဲ့နီးလေးကိုရောပြသွားပေးမှာပဲဖြစ်ပါတယ်။ဗရင်ဆုံး Facebook အကောင့်နဲ့ဝင်လိုက်ပါ profile နဲ့ဝင်လိုက်ပါဒီအဆက်လေး30ကိုနှိပ်လိုက်ပါ edit ကိုနှိပ်လိုက်ပါအောက်ကို switch လိုက်ပါ edit.yourabout.info ကိုနှိပ်လိုက်ပါ။အောက်ကိုဆွဲချလိုက်ပါ။အဲ့ဒီ music ကိုနှိပ်လိုက်ပါ T အပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါဒီမှာကိုကြိုက်တဲ့သချင်းကို scroll လုပ်ပြီးရှာကြည့်ပါ အကယ်လို့မရှိဘူးဆိုရင်တော့ဒီပြထားတဲ့ search music ဆိုတဲ့နေရာမှာတချင်းနာမည်ရိုက်ပြီးတော့ရှာလို့ရပါတယ်ပလေးနေပြီတချင်းမမမစစ်ကြည့်ပါဒီဝင်းရောက်ခုပြက်ပြီးမှရောက်နေတာတဲ့နေ့တွေကိုရောက်မယ်မှန်နေဆိုရင်တော့ကြားဟာ73ဇက်ကိုနှိပ်လိုက်ပါ အပေါ်ဆုံးကနေရာကိုနှိပ်လိုက်ပါ အနောက်ကိုပြန်ထွက်လိုက်ပါ Okay music ရဲ့အောက်မှာဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီနေရာလေးကိုတစ်ချက်ထပ်နှိပ်လိုက်ပါဘေးကအဆက်တုံးဆက်ကိုနှိပ်လိုက်ပါ pin to profile ကိုနှိပ်လိုက်ပါ Okay, ဒါဆိုရင်တော့ရသွားပါပြီ။ Okay, ဟုတ်မဟုတ်ဘန်းနဲ့ပြန်ထွက်ကြည့်လိုက်ကြရအောင်။ โอเคဒီအောင်မှာဒီလိုမျိုးလေးပေါ်နေပြီဆိုရင်တော့ရတာပါပဲတစ်ချက်ဖွင့်ပြီးစမ်းကြည့်လိုက်ကြရအောင်โอเคဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ဒီလိုနှိပညာတွေကိုလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းပေါ်ပြပေးတဲ့ဗီဒီယိုတွေကိုသဘောကျရဆိုရင်ကျမတို့ရဲ့ရွှေစည်းခွေ channel တွေကို subscribe follow နဲ့ video လေးကို like share ပေးသွားကြပါဦးနော်ရွှေနှန်းချမ်းညကြပါစေရှင်